ငလျင်တန်တီမြန်မာနိုင်ငံအားကုညီသွားမည်ဟုအမေရိကန်တမ်မိုရာဆုံပြီးခဲ့တဲ့မလ28နှစ်မွန်လွဲပိုင်းကမြန်မာနိုင်ငံမှာ Restar Scale ခုနှစ်တသမာခုနှစ်အစိတ်ရှိအင်အားပြင်းငလျင်တစ်ခုလှောက်ခတ်ခဲ့ပါနေအဆိုပါအင်အားပြင်းငလျင်တန်ကြောင့်မြန်မာနိုင်ငံသဝန်ရှိတိုင်းဒေသကြီးနဲ့ပြည်내တော်တော်များများမှာပျက်စီးဆုံးရှုံးမှုအများပြားဖြစ်ပေါ်ခဲ့ပါနေ။ အစိုးရကပ်ဘေးကြီးကြောင့်ငလျင်တန်းသည့်မြန်မာနိုင်ငံကိုပတ်ဖို့ကူညီပေးသွားမှာဖြစ်တယ်လို့အမေရိကန်သမ္မတကပြောကြားလာတာကိုပရိုက်တာသတင်းမှဖော်ပြထားပါတယ်။ထရိုင်းရဲ့အရာရှိတွေနဲ့မြန်မာအစိုးရနဲ့ကဆက်သွယ်ရှိနေတာဖြစ်ပြီးမြန်မာနိုင်ငံမှာလောက်ခတ်သွားတဲ့ငန်းလင်းကအလွန်ကြောက်စရာကောင်းတယ်လို့ truck ကတုံးသက်ပြောဆိုထားပါတယ်။ဒါကြောင့် truck ဟာသူ့အရာရှိတွေနဲ့ပြောဆိုနေစဉ်အတွင်းမှာငန်းလင်းတန်းသည့်မြန်မာကိုတန်းနိုင်တဲ့လောက်ပတ်ဖို့ကူညီပေးသွားမှာဖြစ်တယ်လို့ပြောကြားလာတာပါ။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်းမနေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားရစ်စတာစကီခုနှစ်တသမခုနှစ်အဆင့်ရှိငလင်ကြောင့်လူချောင်းဦးတည်ဆုံးပြီး139ဦးပိတ်မိနေကပျောက်ဆုံးနေသူ144ဦးထက်မနည်းရှိတယ်လို့သက်ဆိုင်ရာအာဏာပိုင်တွေကပြောကြားထားပါတယ်။အရှိတောင်အာရှမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြေးငလင်တိုင်းကြောင့်လူအသေးပြောက်များခဲ့တာကိုများစွာဝန်းနေတဲ့အပြင် မြန်မာအပါဝင် အချမ်းကလျင်တန်းသည့်နေရာတွေကိုလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်သွားမှာဖြစ်ကြောင်းတမနာထရက်ကပြောကြားလာတာဖြစ်ပါလိမ့်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။